အနုတရားကိုမေးတဲ့အတွက်တရားအထုတ်ခြင်းနဲ့တိုက်ရိုက်ဆိုင်ပါအဲ့တော့တရားအထုတ်တယ်တရားမှတ်တယ်တရားရှုတယ်ဆိုတာဘာလို့ထားလဲလို့မေးရင်အနုတရားဆိုတဲ့ကိလေသာတရားကိုဖယ်တာပဲခွာတာပဲအဲ့ဒါတရားအထုတ်တာဘာလို့အနုတရားကိုဖယ်ရတာလဲလို့မေးရင်ဒီအနုတရားကိလေသာ ရှိနေတယ်မြတ်ပုရုသင်တရားအနေနဲ့အနုတရားကိလေသာရှိနေတယ်မြတ်ဘယ်ဘုံဘယ်ဘုံကဘယ်ဌာနပဲရောက်ရောက်ချိန်တန်တာနဲ့အောက်ကိုပြန်ကြတယ် တော့အောက်ဆိုတော့အဆုံးအောက်ဒါငရေငရေပေါ့အဆုံးအအပယ်လေးပါပဲဘသူကြောင့်ပြန်ကြလာလဲလို့မင်းအဲအနုတ္တယကြောင့်ကြတယ်ဒါကြောင့်ကိလေသာကိုအပုံပုံတဲ့နေရာမှာအနုတ္တယကိလေသာရဲ့ပရိယုဌာဏကိလေသာရဲ့ဝိတိကမကိလေသာရဲ့လို့ကိလေသာအဆင့်30ရှိအဲ့ဒီအဆင့်30မှာအနုတ္တယကိလေသာတည်ဥပမာနဲ့ပြရရင် तू ကမြုံမီမြုံမီဆိုတော့မမြင်ရတဲ့မီးပရိယုဌာဏကိလေသာတည်တောက်လာတဲ့မီး တောင်းမိဝိတေကမကိလေသာကြတော့ तू ကတောင်းရုံနဲ့မဟုတ်ဘူးကုဆက်တယ်မိဒါကြောင့်ဥပမာပေးပြီးတော့ပြောရရင်မျိုးမိရဲ့တောင်းမိရဲ့ကုဆက်မိရဲ့အဲ့ဒီမိသုံးမိမှာဘယ်မိဟာအရေးကြီးဆုံးလဲလို့မေးရင်မြုပ်နေတဲ့မိဟာအရေးကြီးဆုံးပဲမမြင်ရတဲ့မိအဲ့ဒါကိုကိလေသာနဲ့ပြောတော့အနုတ္တယကိလေသာပရိယုဌာဏကိလေသာဝိတေကမကိလေသာမျိုးမိတောင်းမိကုဆက်မိအဆင့်၃ဆင့်သွားတာအဲ့တော့အနုတ္တယကိလေသာ ဘယ်နှပန်းရှိလဲဆိုခုနှစ်ပန်းရှိတယ်ကာမရာဂအနုတ္တယရေဘဝရာဂအနုတ္တယရေပရိကအနုတ္တယရေမာနအနုတ္တယရေဒိဋ္ဌိအနုတ္တယရေပြီးတော့ဝိဇိကိစ္စအနုတ္တယရေပြီးတော့အဝိဇ္ဇာအနုတ္တယရေအနုတ္တယခုနှစ်ပန်းရှိအဲ့တော့ဘာကြောင့်အနုတ္တယလို့ခေါ်တာလဲလို့မင်းအစဉ်သဖြင့်ဂိမ့်နေလို့ပြောရအောင်အကြောင်းတိုက်ဆိုင်တိုင်းမှာ तू ကပေါ်လာပြီဒီအချိန်မှာအကြောင်းမတိုက်ဆိုင်သေးလို့လောဘမဖြစ်မဖြစ်သေးပင်မဲ့အကြောင်းတိုက်ဆိုင်တာနဲ့လောဘတန်းဖြစ်တယ် ီချိန်မှာစိတ်ကောင်းဝင်နေလို့ဘုရားဝဲတက်နေလို့ဒေါသမဖြစ်ပေမဲ့အကြောင်းတိုက်ဆိုင်မှုပေါ်လာတဲ့တပြိုင်တည်းတိုင်းကနေဆိုဒေါသဖြစ်တယ်။ဒါကြောင့်အဲ့လိုဖြစ်တာနဲ့ဘုရားလိုမင်းရင်မူရင်းတရားခံကအနုတ္တယကိလေသာကိန်းနေလို့ပြောတာ။ဒါကြောင့်ဒီအနုတ္တယကိလေသာဟာဘုရားပြည့်စည်ကားဗုဒ္ဓယဟန္တာဘယ်လိုပုဂ္ဂိုလ်မျိုးနေနေဘုရားအလောင်းမှာလည်းဒီအနုတ္တယကိလေသာပါခဲ့ရ။ပြည့်စည်ကားဗုဒ္ဓလိုယဟန္တာတို့မှာလည်းအနုတ္တယကိလေသာပါရတယ်။ အဲ့ဒီကိလေသာကိုပါပြီးတော့မှအဲ့ဒီကိလေသာအပီးပိုင်ငိမ့်တက်လိုက်တော့မှသူကလုံးဝကိလေသာအပြတ်ရှင်းသွားတော့မှအနုတ္တိပယ်သွားတော့မှဖျားဖြစ်တယ်ရဟန္တာဖြစ်တယ်ပြည့်စည်ကဗုဒ္ဓဖြစ်တယ်စသည်ပေါ့လေဒါကဆိုလိုရာကတော့ဒီလိုစုကြည်ပံပုဂ္ဂိုလ်တွေတောင်မှအနုတ္တိကိလေသာပါနေသေးရင်တဏ္ဍာပုရုသင်အနုညာတဖုံးဖုံးတို့လိုဘဝမျိုးတွေမှာတော့ အကြောင်းမတိုက်ဆိုင်သေးလို့မပေါ်တာအကြောင်းတိုက်ဆိုင်ရင်ပေါ်တယ်အဲ့ဒါကိုထိန်းနိုင်ရင်ထိန်းမထိန်းနိုင်ရင်ကံမြောက်သွားတာဒါကြောင့်ဘယ်ဘုံဘယ်ဘုံကဘယ်ဌာနရောက်ရောက်ယူဌာနဒိဋ္ဌသီလလောက်ကတော့ဩခိတပုံညဒိဋ္ဌိနာကာမရူပဂတိင်္ဂနာဘဝကံတံပိတံပတ်တိပုဏ္ဏအာယန္တိဒုက္ခရိဘသူကြောင့်ဟိုးအပေါ်ဘဝတိအောင်ရောက်ပြီးတော့ဌာနကြောင့်ဘဝတိအောင်ရောက်တဲ့ဒိဋ္ဌိသီလသမထကြောင့်ဘဝတိအောင်ရောက်တဲ့ဒါမဲ့ ဝကတမိတမ္ပတိပုဏ္ဏတဖန်အာယံတိဒုက္ကဋိဒုက္ကရီကိုပြန်ကြတာဘု து ကြောင့်လဲလို့မင်းအဲ့ဒီအနုတ္တယခုနှစ်ပါးကြောင့်ကြတာပဲဒါကြောင့်တရားအားထုတ်ခြင်းရဲ့တက်ရိုက်ကဘာတတ်တာလဲလို့မင်းအနုတ္တယကိုတတ်တာဘယ်တော့မှအပေမကြအောင်ပယ်လိုက်တာဒါကြောင့်ပယ်တတ်မယ်အနုတ္တယခုနှစ်ပါးအဆင့်နဲ့သွားတာအဲ့တော့အနုတ္တယမှာလဲကိလေသာတို့အဲ့ဒီမှာဒီအနုတ္တယကိလေသာအမြဲတမ်းကိနေတဲ့ကိလေသာပရိယုဌာဏကိလေသာအကြောင်းတိုက်ဆိုင်မှာဒိုင်းနေဆိုထွက်လာတဲ့ကိလေသာပြီးတော့ ဝိတေကမကိလေသာကျူးလွန်တဲ့ကိလေသာအဆင့်၃ဆင့်အဲ့ဒီအဆင့်၃ဆင့်ကိုပယ်တဲ့နေရာမှာလေပယ်နည်းရတယ်၃နည်းအဲ့ဒီ၃နည်းကတိလာတမာရီပညာဒီ၃မျိုးနဲ့ပယ်ရတယ်တိလာတမာရီပညာနဲ့ပယ်ရတယ်အဲ့တော့ဘလို့ပယ်လဲလို့မေးရင်အနုဒိယကိလေသာစပြီးတော့ဘလို့ဖြစ်တယ်ဆိုအနုဒိယကိလေသာကဒီတိုင်းပဲရှိနေတယ်အကြောင်းမတိုက်ဆိုင်လေလို့မပေါ်သေးဘူး အကြောင်းတိုက်ဆိုင်တဲ့အခါမှာဒိုင်းကနေဆိုထပြီးတော့ဒေါသထွက်လိုက်တယ်ဆိုဒေါသစပြီးတော့ဖြစ်တဲ့ကပရိယုဌာဏကိလေသာနံပါတ်1အဆင့်ကိုရောက်နံပါတ်2အဆင့်ကိုရောက်သွားဒေါသဖြစ်လို့အသားတွေနှိဆက်ပြီးတော့မျက်ရည်မျက်သေးတွေထွက်ပြီးတော့လူတစ်ကိုယ်လုံးတုံးရည်လာရင်အဲ့ဒါပရိယုဌာဏကိလေသာအဆင့်ရောက်တယ်အဲ့ဒီကနေပြီးတော့ဟိုရိုက်ခွဲဒီရိုက်ခွဲဟိုလို့တတ်ဒီလို့တတ်စသည်ဖြင့်ဒါတတ်တဲ့ဖြတ်တဲ့အဆင့်ကျွလွန်တဲ့အဆင့်ကာယကံမြောက်ဝစီကံမြောက်ကျွလွန်တဲ့အဆင့်ရောက်သွားရင်သူကဝီတိတ်ကမအဆင့်ကိုရောက်သွားတယ် ဝိနေကမအဆင့်ရောက်သွားအဲ့တော့အဆင့်ကုန်သွားတာအဲ့ဒါဘာလို့ကြောင်းလဲလို့မင်းအဖြေကအနုတ္တယကိလေသာရှိလို့အဲ့လိုဖြစ်တာဒါကြောင့်ပရမတော်ကောင်းတယ်တငယ်ချင်းတွေအတူတူကောင်းကောင်းမွန်မွန်ရှိတယ်မိသားစုတွေအတူတူကောင်းကောင်းမွန်မွန်ရှိတယ်သို့တော့ဒီအနုတ္တယကိလေသာကိုမပယ်ရသေးတဲ့အတွက်ကြောင့်စိတ်မချရဘူးဒါကြောင့်ဘလောက်ပဲခင်းနေနေဘလောက်ပဲယဉ်နေနေတခါတလေမှအတူတူလုံးမဲ့အကျိုးအမြတ်ရှိတယ်အောင်မြင်တဲ့အခါစိတ်တစ်ခုပြောင်းသွားတယ်ကြားဆုံးတဲ့အခါစိတ်တစ်မျိုးပြောင်းသွားတယ်အေးဘသူကပြောင်းတာလဲလို့မင်းအနုတ္တယပြောင်းတာ ရှင်ဒေဝဒတ်တို့ကြီးအစတော့ရိုးသသားပဲယဟန်ဝတ်တာပဲယဟန်ဝတ်လို့ဇန်လန်အခုနကတမထာလန်တမာရီကောင်းကောင်းနဲ့ဇံပြန်မိုးပြန်ရှိကဘာနောက်ကဘာမြင်နိုင်တဲ့အဖိညင်သူရတယ်သို့တော့ရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့ရှိလလပါလီပေါ်တယ်ဆိုတဲ့ဥစ္စာကိုမြင်လိုက်လို့ဒိုင်းနေဆိုအနုတ္တိယကိလေသာထပြီးတော့ကာမရာဂအနုတ္တိယဘဝရာဂအနုတ္တိယဒိဋ္ဌိနဲ့စသည်အနုတ္တိယအကုန်လုံးခုနမလုံးတောက်လျှောက်သွားတဲ့အခါကျတော့နောက်ဆုံးဘလောက်ထိအောင်ဒီအနုတ္တိယတတ်လိုက်လဲဆိုရင် မြေမျိုးသွားတဲ့အထိအောင်အနုတ္တိယတတ်ပလိုက်တယ်အစတော့ကတော့အတူတူပဲเนาะဘုရားရှိမသင်ငန်းဝတ်တာပဲဒါဒီဒီလိုအနုတ္တိယကြောက်စရာကောင်းတယ်အเจ้าမတိုက်ဆိုင်သေးလို့မပေါ်တာဒါကြောင့်ဒီဘဝမှာရိုးရိုးသားသားနဲ့ဒါနလုပ်သီလလုပ်တမထလုပ်ပြီးတော့ပရိဒိတာတွေကောင်းစွာလုပ်ပြီးတော့အေးအေးချမ်းချမ်းနဲ့နေမဲ့ဒုတိယဘဝပြောလို့မရဘူးဟောဆိုအနုတ္တိယတိုက်တယ်အနုတ္တိယကိလေသာပဲမသွိုင်းရင်အဆင်မပြေဘူး ဒါကြောင့်ဒီချိန်မှာဝိပဿနာတရားအထုတ်တာအနုတ္တိယကိရိတာကိုပါနိုင်သမျှပေါင်းအောင်အထုတ်တယ်။နောက်တဲ့ဇာရတတို့စာယောသတာပဲ။ဒေဝရအမြောက်ပြီးတော့ဒိုင်းဆိုဝင်နေတဲ့အနုတ္တိယထတာပြီးအဖေပြန်တတ်တော်တာပဲ။ဒါအနုတ္တိယပဲ။ဒါကြောက်စရာပဲ။နောက်ကောသမီသုံးပါဆိုတန်ခါ900တစ်ဖက်900ဟိုဘက်900ဒီဘက်900တိုက်ခိုက်ရန်နေဖြစ်စကားတွေများနောက်ဆုံးဘုရားတော်မှာပဲကလန်ကောသာတွေလှုပ်တာ။ဘသူလဲအနုတ္တိယ။အစတော့ကယောသတာပဲ။ဒါပေမဲ့အနုတ္တိယရှိနေသေးတဲ့အတွက်စိတ်မချရဘူး။ ဘုံတို့ယောဂီတို့အနုတ္တယရှိနေသေးတဲ့အတွက်မပယ်နိုင်သေးတဲ့အနုတ္တယကိလေသာအနုတ္တယကိလေသာမပယ်နိုင်သေးတဲ့အတွက်ဝင်းထဲမှာအနုတ္တယကိလေသာကိုမက်နဲ့မပယ်နိုင်သေးတဲ့အတွက်စိတ်မချရဘူး။ဒါကြောင့်တားမိခြင်းမောနမခြင်းညီကိုခြင်းတားဖခြင်းအဖွဲစီခြင်းမတည့်တာရံဖြစ်တာတကြဖြတ်ကြတာအနုတ္တယကိလေသာပဲအဖြစ်ရ။မောနမခြင်းမတည့်တာအနုတ္တယကိလေသာပဲ။တားမိတားဖခြင်းမျက်နှာချင်းမဆိုင်တဲ့အနုအနုတ္တယကိလေသာပဲ။ဒီအနုတ္တယကိလေသာအရေးကြီးတာ။ဒါဆိုဝိပဿနာအားထုတ်တာသူ့ကိုပန်းအောင်လုပ်တာ။သူ့ကိုတတ်တာပဲ။ ဲ့တော့ဒိုင်းကလေးဆိုပြီးတော့အကြောင်းတိုက်ဆိုင်လို့ဒေါသဖြစ်လာတယ်ဝီပရိယုဌာဏကိလေသာကံမြောင်းအောင်လို့ကာယကံဝစီကံနဲ့ဓာတုလက်နဲ့ဆွဲကံပြီးတော့နေကြငါကရိုက်ကြဖုတ်ကြပြီးဆိုရင်တော့ဝိတိတ်ကမကိလေသာဆိုတော့အနုတ္တယနေစလိုက်တာဝိတိတ်ကမမှာလန်ဆုံးတယ်အဲ့တော့ရုံရောက်ခါရောက်နေအပေရောက်ငရဲရောက်စသည်အကုန်လုံးကြောင်းမြန်နေတန်းသွားတာအနုတ္တယကြောင့်ဒါဆိုဟုတ်ပြီအဲ့ဒါကိုဘယ်လိုတတ်လဲဖရာလို့မင်း ဝိတိတ်ကမဆိုတဲ့ကြမ်းတမ်းတဲ့ကိလေသာကိုတော့၅ပါးသီလ၈ပါးသီလ၉ပါးသီလနဲ့၁၀ပါးသီလနဲ့ဝိတိတ်ကမကိလေသာကြမ်းတမ်းတဲ့ကိလေသာကိုထိမ့်နိုင်တယ်။ကာယကံမြောက်မကျူးလွန်အောင်ဝစီကံမြောက်မကျူးလွန်အောင်ငါသီလစောင့်တည်ထားပဲဆိုပြီးတော့ထိမ့်လို့ရတယ်။ထို့ကြောင့်မာလို့၈ပါးသီလသမားငါတဏ္ဍာမလိမ့်ဘူး။နောက်၈ပါးသီလစောင့်တည်ထားလို့ကံမမြောက်တော့ဒါကဝိတိတ်ကမကိုပဲထိမ့်တာ။ဝိတိတ်ကမကိုပဲထိမ့်တာ။နောက်တကပရိယုဌာဏကိလေသာကြတော့ तू ကတမာတိတမထနဲ့ထိမ့်ရတယ်။ ပရိယုဌာဏကိလေသာကြောင့်တမထနဲ့ထိနေအာယုံတစ်ခုကိုဆွဲဆိုင်ပြီးတော့မြင်းအာတန်တန်ရှုနေပြီးတော့ပယ်တာတော့မဟုတ်ဘူးတတ်တာလည်းမဟုတ်ဘူးဒါမှမဟုတ်ငိမ့်နေအောင်လို့ဖိနှိပ်ထားတာအစားဒေဝရတ်တို့ကြည့်ပေါ့ဒေဝရတ်ကဇံပြန်မိုးပြန်ပဲဒါပေမဲ့အဲ့ဒီကိလေသာကိုပယ်ထားတာအပြီးတတ်ထားတာမဟုတ်ဘူးခဏပဲ तू ကထိနေတာဖြစ်တဲ့အတွက်ကြောင့် तू သူ့ရဲ့အဆင့်ကတမထအဆင့်မဟုတ်လို့ပရိယုဌာဏနဲ့သူ့ရဲ့ကိလေသာကိုတတ်တာ အတူတူရမ်းစီးတဲ့ပုံကိုတွေကဟိုစတဲ့စတဲ့ရှင်သာရိပုတ္တရာတို့စသည်ဖြင့်ပေါ့ရှင်သာရိပုတ္တရာကသူအရင်စီးတာပေါ့သူနဲ့စီးတာဆိုလို့ရှိရင်ဒီအမ်စသည်ယဟန်နေအများကြီးပါပဲသူနဲ့စီးတဲ့ယဟန်9ပါး10ပါး17ပါးလောက်ရှိတယ်ဥပါလိလို့ပါတာပေါ့အဲ့ဒီပုံကိုတွေနဲ့အတူတူစီးတယ်ဟိုပုံကိုတွေကအနုတ္တိယကိုပယ်လိုက်တယ်သူကအနုတ္တိယမပယ်နိုင်ဘူးအဲ့တော့ဒိုင်းကလေးဆိုသူဖြစ်တယ်သူကတမထနဲ့ထိန်ထားလို့ပြက်လွယ်တယ်လို့ပြောတာဒါဆိုဟုတ်ပြီအနုတ္တိယကိလေသာမှာ ပရိယုဋ္ဌာနကိလေသာကိုတမထနဲ့ထိရအနုတယကိလေသာကိုတော့ဝိပဿနာဉာဏ်မဉဏ်နဲ့တတ်တယ်။ဒါကြောင့်ဝိပဿနာရှုတာဘာကြောင့်ရှုရတာလဲလို့မေးရင်အဲ့ဒီအရင်အမြင့်ဝင်းထဲမှာအမြဲတမ်းကိန်းနေတဲ့အနုတယကိလေသာဝိပဿနာဉာဏ်၁၀ပါးနဲ့တတ်ပြီးတော့ဟိုဘက်လွန်သွားတဲ့ဂုရုလက်ဘူးဉာဏ်ရောက်တဲ့အခါကျအမြစ်ပါဖြတ်ပြစ်တာ။အဲ့ဒါပရမတ်တမက်ရရင်အမြစ်ပါဖြတ်လို့ဒိဋ္ဌိနဲ့ဝိသိကိစ္စအကုန်လုံးပြုတ်သွားတယ် ဒါကြောင့်အဲ့ဒီဟာမပြုတ်လို့ရှိရင်တရားအထုတ်နေရင်တော်လည်းကောင်းအလှလုံးနေရင်တော်လည်းကောင်းပရာဟိတလုံးနေရင်တော်လည်းကောင်းဘာဖြစ်လို့မြင်အစင်မပြေကြလဲဘာကြောင့်မြင်ငါ့ကိုဆွဆွဲတာလဲဘာကြောင့်မြင်ငါတို့ဘလို့ဖြစ်တာလဲဆိုတာကအဲ့ဒီပထမအဆင့်မှာဒိဋ္ဌိအနုတ္တိယနဲ့ဝိသိကိစ္စအနုတ္တိယခန်းနေတဲ့အတွက်ဘုရားအပေါ်မှာတရားအပေါ်မှာတန်ခါအပေါ်မှာအဖေမေယံတဲ့စသည့်အပေါ်မှာပြင်းမာတယ်စော်ကားတတ်တယ်ယုံကြည်မှုတွေလွဲတတ်တယ်မယုံနိုင်အောင်ဖြစ်တာဒီအနုတ္တိယကိလေသာကြောင့်ဘယ်အနုတ္တိယကိလေသာလဲပုရုဇဉ်နေနဲ့ပထမအဆင့်ကိုပြောဝိသိကိစ္စအနုတ္တိယကိလေသာနဲ့ဒိဋ္ဌိအနုတ္တိယကိလေသာအဲ့ဒီနှစ်ခုရဲ့နောက်မှာမာနအနုတ္တိယကိလေသာဒါကြောင့် တရားအထုတ်တော်ဝိပဿနာအထုတ်တာသည်အနုတ္တယကိလေသာကို